ခုအဲ့ဒီတခိုးကိုတော်တော်လှူနေတယ်ပရဟိတတော်တော်များများထွက်လာတဲ့ဇကာခမားတို့စင်းရဲဘူးလားခမားတို့စင်းရဲလို့ဆောက်ယူလို့မနေကြနဲ့တခိုးတွေကဆောက်ရမ်းပေါနေတာဘာတွေအထူးဆန်းဖြစ်နေရတော့တခိုးတများမိတယ်ရိုက်နဲ့ထုတ်ထောင်းတာတွေကလေဆိုင်သားရတခုတည်းမှမဟုတ်နေရာဒီတာတိုင်းမှာဖြစ်နေတာဒီနေရာမှာယောက်ျားသားဖြစ်နေဆိုယောက်ျားရင့်မာရဲ့ရိုက်နဲ့ထုတ်ထောင်းပြီးမှနှစ်လောက်သားလောက်အောင်ဆုံးမပြီးမှရဲလက်အကြတာဒါကတခိုးတများဖမ်းပြီးရဲ့နေရာဒီတာတိုင်းမှာဖြစ်နေတာငင်းလို့မရဘူး ဥပဒေအရဆိုရင်တော့ကိုကိုတိုင်တရားစီရင်ခွင့်တော့မရှိဘူးကွာဒါပေမဲ့ဥပဒေအရအတိုင်းတကူတမရတွေကိုမိတယ်ဆိုလို့ရှိရင်မှတ်လောက်သားလောက်နဲ့ထိထိမိမိပဲတော့အရေးယူဘူးလို့မိတယ်တိတ်မကြောက်ထွက်တယ်လွတ်လာတယ်ဒီလောက်တကူတမရတွေပေါ်နေတာနိုင်ငံဟာနာတွေတိတ်မပြောနေတကူကမှဘာလို့လူသားချင်းစာနာခိုင်းနေရတော့မရှိလို့ခိုးစားတယ်ဘာဖြစ်လို့ဆိုတော့မရှိလို့ခိုးစားကြည့်ဆိုလို့ရှိရင်အခုဒီခေတ်ကာလဘဘူးကရောရှိနေလို့ဘဘူးကလှုပ်ရှားကန်စားရတာအဆင်ပြေလို့ အဲ့လိုမရှိလို့ကိုးစားကြည့်ဆိုရှင်ငါလို့အကုန်လုံးကစောက်တခိုးတွေပဲဖြစ်နေတော့မှာပေါ့ခြေကောင်းလက်ကောင်းကြီးရင်းနဲ့တခိုးတမျှလှုပ်နေကြတာကွာစောက်လုံးမလှုပ်စားချင်ဘူးဆိုလို့ရှင်လည်းတောင်းစားကြစေတနာပိုင်လှူလိုက်မယ်ထဲ့လိုက်မယ်ကောင်းရောက်ကောင်းဝယ်လှုပ်စားနေရကွာအချောင်ပြထားပြီးတော့သူများပစ္စည်းယူထားပြီးတော့မှလှုပ်ထားတဲ့အရာတွေလည်းမဟုတ်ဘူးကွာလာတော့မခိုးနဲ့မိရင်တော့တိတ်မှာပဲမင်းတို့မျက်လုံးနေနဲ့ကြည့်သီလားအခုကလေခလေးတငယ်ညှဉ်းပန်းနှိမ့်ဆက်မှုတွေခလေးတငယ်တွေကိုခိုင်းစေမှုတွေကိုယ်မျက်စိရှိမှလည်းအများကြီးရှိတယ် မင်းတို့မေးပွိုက်ကခလေးတော်တော်များများရလေပတ်စံကြီးတောင်းစားနေရလေတချို့ဆိုဒံရာနေတဲ့ဒီကညှင်းပန်းနေဆက်ပြီးမှတောင်းစားခံနေရတာတောင်းခိုင်းနေရတယ်အများကြီးပဲတချို့ဆိုမိဘအရင်နေရတော့တောင်းခိုင်းတာတွေပါတယ်တိလားဒါတွေရောထိထိမိမိနဲ့အေးအေးယူပြီးတော့မှလောက်တာရှိလို့လားမရှိလို့လေဒီတော့ပေါ်တော်နေရကွာရိုက်တက်လို့မကော်ဘူးမှာမင်းတို့ဆောင်ရဲတနာနေရအဲ့ဒီတခိုးတမရတွေကိုမင်းတို့အိမ်ပေါ်ခေါ်တင်ထားကြည့်အလုပ်ပေးထားကြည့်လုံမလားလို့ သူများပစ္စည်းသူများအုပ်ဆောင်အချောင်ရထားမှန်းသိအလွယ်ရထားမှန်းသိလို့ရှင်အလွယ်နီးပဲလိုက်တဲ့သူကလေအလွယ်နီးပဲလိုက်နေမှာပဲဘတော်မှပြင်ပြမဲ့လုံးမစားဘူးပြီးတော့ online ပေါ်မှာလည်းမြင်နေမှာပဲကွာအခုခိုးနေကြတယ်တော်တော်များများလေဘွားတော်တသက်ပဲဘာမှခလေးနဲ့ဆွေမျိုးသားချင်းနဲ့မတော်ဆက်ဘူးကွာသူများခလေးကိုမနက်ခင်းထိမ့်မယ်ဆိုပြီးလာခေါ်ရတယ်ပြီးခိုးခိုးမဲ့နေရာကိုခလေးပါတခါလဲခေါ်ရတယ်ဒါခလေးပန်းပြပြီးခိုးတာနဲ့တူတူပဲနော်ပြီးခလေးမိဘရေပြန်လာအဲ့ခလေးကိုလာပြန်ပေးတယ်လာပြန်ပေးတဲ့ခါကျရင်ခလေးစားဖို့သုံးဖို့ဆိုပြီးမှမဟုတ်ဘူးတွေပါတခါလဲပြန်ပေးတယ်ဆိုကလေးကကိုထည့်ပေးလိုက်တဲ့ခလေးမိဘတွေကလည်းစောက်သုံးမကြဘူးလား မတွေးတတ်ဘူးလားငါကလေးကိုထိမ့်ပြမယ်ဆိုခေါ်သွားပြီးပြန်လာလို့ရှိရင်ကလေးတွေကိုမုံဖိုးပေးပြီးတော့ခေါ်လာဆိုငါကလေးကိုဘာကြီးလုပ်နေရတော့မေးဘူးလားတော့မိမတွေရဲ့လိုအပ်ချက်ကြီးလဲပါတယ်ဒီလားတို့ပရာဟိတရဲ့ငငိမ့်နေကြစမ်းမှာတို့တခိုးအားပေးမလုပ်ကြစမ်းမှာနဲ့သက်ဆိုင်ရာနဲ့လှုပ်ထားစမ်းမှာဒီကိစ္စသက်ဆိုင်ရာစုံစမ်းပြီးလုပ်ရမယ့်ကိစ္စတွေအဲ့လိုဒီပတ်စံကြီးပေါ်နေရလှူချင်တယ်ဆိုလို့ရှိရင်လည်းငါ့ကိုလာလှူငါအကျိုးရှိတဲ့နေရာတွေငါလုပ်ပေးမယ်ငါလို့အဲ့အကျိုးရှိတဲ့နေရာလဲလာလှူတမရတွေကိုပြောနေရမကြေနိုင်တော့အဲ့ဒီရှိတဲ့ ငါအတွေ့အစ်သိမ့်မကဘူးသိတရာလောက်ရှိတယ်ငါလူသက်မှာငါ့ကိုလူရမသွင်းတဲ့နာဟာတွေကိုလူရသွင်းနေတယ်တကယ်ဟာတွေဒီလားဟိုလိုင်းပေါ်မှာတခုပြက်ပြီဆိုလို့ရှိရင်လေပရဟိတတွေကရောက်ချလာဗာပရဟိတတွေကလည်းဒါကိုပဲစောင့်နေရလားသူအပြင်မှာဖြစ်ပြက်နေရဟိုကောင်းရောက်ကောင်းဝယ်လှုပ်ရှားပြီးတော့မှဆင်းရဲဒုက္ခရောက်နေတယ်ဒီအများကြီးလူကြဆန်းမှာစောက်သလွဲတယ်မရှိလို့ခိုးစားမယ်လုံးပြီးလုံးရလုံးလိုက်မယ်ဆိုလို့ရှင်တခါကနေပုံမလုပ်ဘူးခိုးတဲ့လောက်ကမကောင်းဘူးဆိုတာကိုလူတိုင်းသိတယ်တခိုးတွေကိုလည်းမုန်းတိုင်းလူတိုင်းသိ လူဆိုတာအလွယ်ရသွားရင်အလွယ်ကြီးတပဲလိုက်တော့ဘရောမှပေမန်းဆင်းရဲခံပြီးမလုဆားတော့အခုအဲ့ဒီတခိုးကိုတော်တော်လူနေတဲ့ပရဟိတတော်တော်များများထွက်လာတဲ့ဇကားခမည်းတော်ဆင်းရဲဘူးလားခမည်းတော်ဆင်းရဲဟဲ့မြန်မာနိုင်ငံမှာလူဦးရေ၃ပုံမှာ၂ပုံစာလောက်ကလေတနေ့ကိုထမင်းနတ်မမအောင်ပါလေမဆားရတဲ့ရက်တွေအများကြီးရှိတဲ့လူတွေလည်းအများကြီးနော်ဆင်းရဲဒုက္ခရောက်တဲ့လူတွေလည်းအများကြီးအဲ့လိုဆင်းရဲဒုက္ခရောက်တိုင်းတာခိုးကြီးဆိုလို့ရှိရင်လေအကုန်လုံးကတခိုးတွေပဲဖြစ်ကုန်မှာတခိုးအားပေးမလုံနဲ့တခိုးပေါ်မှာလူသားချင်းစာနာမခိုင်းနဲ့ အခုခေတ်ကာလကလူတွေကကောက်ကောက်မွန်နေနေရလုပ်ငန်းရှင်တွေကလည်းကိုပိုင်တဲ့ပစ္စည်းကိုပိုင်တဲ့အိမ်ကိုပိုင်တဲ့ကားကိုပိုင်တဲ့ဆိုင်ကယ်တွေကိုတောင်မှလေဘယ်ချိန်လာခိုးမဲ့ဘယ်ချိန်ကအိမ်ကိုတခိုးကမဲ့ဘယ်ချိန်ကဆိုင်ကိုတခိုးလာခိုးမလဲတခိုးလာခိုးတယ်ဆိုရင်တော့မှဘယ်ချိန်အသက်ခံရမလဲဆိုတာအကြီးကိုထိုင်ပြီးစောင့်နေရတဲ့အချိန်တွေမျိုးကြီး တခိုးဆိုတဲ့အမျိုးကခိုးလို့ရနေတည်းရခိုးနေမှာပဲမမိတည်းရခိုးနေမှာပဲကွာတခိုးဆိုတဲ့အမျိုးကနေဒီမှာလာခိုးလို့ဒီမှာမိမယ်ရိုက်နှက်လိုက်မယ်ရက်သက်ဆိုင်ရအောင်အပ်လိုက်မယ်ခဏလေးပြန်လွတ်လာမယ်ဒီမှာခိုးပြီးွားရတခြားနေရာမှာတခိုးမှာပဲတခိုးဆိုတဲ့မျိုးကခိုးနေမှာပဲကွာလူသားချင်းစာနာလို့ရတဲ့အရာတွေကအများကြီးရှိတယ်တခိုးမှာလူသားချင်းစာနာစရာမလိုဘူးတခိုးဆိုတာတခိုးလို့ပဲဆက်ဆံရမယ် ပရိတ်တထောင်ထားတယ်ပရိတ်တဖွဲ့စည်းထားတယ်ပြည်သူတွေပေးရတဲ့ပတ်စံနဲ့လူပဲတမ်းမယ်နော်လိုင်းပေါ်မှာနာမည်ထပေါက်မှလူသေးဆိုလို့ချင်းအဲ့လောက်ထိလူစရာနေရာတွေမရှားနေရဆိုရင်ငါစီလာခဲ့နော်လက်ညှိုးထိုးပြီးလက်ပြပေးမယ်လူစရာတွေအများကြီးပဲကိုပစ္စည်းမဟုတ်ဘဲနဲ့သူများပစ္စည်းကိုအတူတချောင်းကစားမခိုးစားဘဲနဲ့ခြိကောင်းလက်ကောင်းနေနဲ့ကောင်းရောင်းကောင်းဝယ်လှုပ်ရှားပြီးတော့မှသမင်းကိုနက်မမှန်တဲ့လူရဲ့အများကြီးရဲ့လိုက်ပြပေးမယ်လူစမ်းအိမ်မှာအကြိုက်အလုံးလုံးမှပတ်စံရမှာပတ်စံရှိမှသမင်းစားလို့ရမှာ လူတိုင်းကလည်းချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့လူတွေမဟုတ်ဘူးเนาะပင်ပင်ပန်းပန်းနဲ့သူများပစ္စည်းကိုအတူတချောင်းကားဆမခိုးဘဲနဲ့ရိုးရိုးသားသားကြိုးကြိုးဆားဆားနဲ့เนาะပင်ပင်မတ်မတ်နေဘူးကျဲတဲ့မှာအလုတ်လုတ်ပြီးတော့မှထမင်းနဲ့မှန်အောင်စားပြီးတော့မှအချီနေအတိုင်းတာတစ်ခုလေးရတဲ့အထိစူးစားနေတဲ့လူငယ်တွေရောလူကြီးတွေရောအများကြီးရှိတယ်။အဲ့ဒီတခိုးရေအဲ့လိုလှုပ်ရှားနိုင်လားမေးကြည့်လိုက်မလှုပ်ရှားနိုင်ဘူးပင်ပင်မတ်မတ်လှုပ်ရှားနိုင်ဘူးခိုးပဲခိုးစားမှာခိုးစားရင်ကခိုးပဲခိုးစားမှာ နော်စောက်တလွဲတွေမလုံနဲ့နေရာတကာလည်းမပါနဲ့နော်အခုကခလေးတငယ်ကိစ္စကြီးပါပါလာပြီဒါတက်ဆိုင်ရနဲ့အများကြီးတက်ဆိုင်သွားပြီမင်းတို့ပရိုက်တာတွေအေးဆေးနေ